်မင်္ဂလာပါရှင် listener heaven channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်မင်္ဂလာရှိသောနေ့လေးတစ်နေ့ဖြစ်ပါစေနော်မိတ်ဆွေတို့ရေဒီကနေ့မှာတော့စာရေးဆရာသိပ်ပန်းမောင်ဝရေးသားထားတဲ့ဝိတုဆောင်းပါးဘောင်းချုပ်တည်းကတကောင်းပြီဆိုတဲ့အပိုင်းလေးကိုဖတ်ပြပေးတော့မှာဖြစ်ပါရဲ့ရှင်ဟုတ်ကဲ့ကျမကတော့နန်းတိမ်ကြီးဖြစ်ပါတယ်ပွေနှင်းတပင်ကျင်းပါရအဆောက်အဦးကြီးကခန်းနာလှပီ၏ တက္ကသိုလ်ကျောင်းသားများစာတင်ကြရန်အဆောင်ဆောင်အခန်းခန်းတို့ကစမ်းကြဲလှပေ၏တထုံဘကိုးပင်းရအင်းဝအစရှိသော အုတ်ကျောင်းဆောင်များကကြီးကြဲလှပေ၏ဆရာဖြစ်တဲ့ကောလိပ်ကျောင်းကြီးကမြက်ခင်းပန်းခင်းများနဲ့တာယာလှပပေသည်အင်းလျာကျောင်းဆောင်ကတနိုင်ငံလုံးကြော်ကြားလှပေ၏တက္ကသိုလ်မဂဇင်းတွင် သူမပါလင်မပီး ကာလပေါ်ဝိတ္ထုများတွင်လည်းသူပါရသည်ပင်ထို့သောမြည်တို့ပင်ခမ်းနားကြစေကမြည်တို့ပင် ကြီးကျယ်ကြစေကမြည်တို့ပင်ตาရစမ်းကျယ်ကြစေကမြည်တို့ပင်ကြော်ကြားကြစေကပြည်နှင့်တကောင်းចောင်းဆောင်များနှင့်နှိုင်းစာပါလေနောက်ပောက်တဲ့ရွှေကြပင်များသာဖြစ်ကြလေသည်ဤចောင်းဆောင်နှဆောင်က ရန်ကုန်တက္ကသိုလ်ရာဇဝင်တွင် စာတင်ထိုက်သောចောင်းဆောင်များဖြစ်ကြသည့်အားလျော်စွာစတင်တော်မူ။အမိတက္ကသိုလ်သည်ပြည်နှင့်တကောင်းသည်ဟူသောတာဦးအမွာဘူးကလေးနှစ်ယောက်ကိုအဆက်တီးဟူသောဆရာဝန်၏အကူအညီအားဖြင့်ခရစ်နှစ်1924ခုဇွန်လအတွင်းမီးရှူးတန့်စဉ်ဖွားမြင်ကြလေသည်။ မွေးဖွားပြီးလင်ပြီးခြင်းပင်မိမိတို့ဤဆောင်ရွက်ရန်ဝတ္တရားတို့ကိုစတင်ဆောင်ရွက်ကြရရှာကုန်၏။ဂုံနူးယူသူចောင်းသားများတို့သည်၎င်း၊နမေပြက်ចောင်းသားတို့သည်၎င်း၊ဇွန်လအလဲလောက်တွင်ပြည်နှင့်တကောင်ចောင်းဆောင်များတို့ရောက်လာကြကုန်၏။တကြုံပို့ခြင်းခံနေကြရသောចောင်းသားတို့ပေသည်။ចောင်းဆောင်များပတ်ဝန်းကျင်တွင်တရက်၊ပိန်နေ၊မယံ၊ကနဇိုပင်တို့နှင့်ထူထပ်လျက်နေ၏။ ၎င်းတစ်ပေများကွဲနေကြသောကြောင့်ကျောင်းဆောင်တစ်ဆောင်မှတစ်ဆောင်ကိုမမြင်ရကြထိုတော့အုတ်ကြီးအတွင်ကိန်းအောင်ဆံပြောနေကြသောချင်းအပေါင်းတို့ကတကြွန်းတို့ရောက်လာကြကုန်သောကျောင်းသားကြီးငယ်တို့ကိုမြင်ရလင်နှစ်ထောင်အားရဝမ်းအမြောက်ကြီးမြောက်နေကြကုန်၏ထိုချင်းအပေါင်းတို့ဤဘေးရန်ကြောင့်တကြွန်းခံနေကြရသောကျောင်းသားတို့မှာအတော်ပင်ဒုက္ခရောက်ကြရရှာလေသည်ထိုအခါက RET မော်တော်ဘက်ကားများလည်းမရှိသေး။ရန်ကုန်သို့သွားလိုလင်းကြီးမြင့်နိုင်သို့တော်၎င်း၊ကမာရွတ်သို့တော်၎င်းသွား၍မိယထာစီးရလေသည်။ယခုចောင်းသားများနှင့်꽌ပြီးတော်၏။မောင်လူအေးတို့လူစုမှထိုနှစ်ကဂျူဘလီဟော့အနီဖျားလန်းအိမ်နမခုနှစ်တွင်နေထိုင်ကြရသဖြင့်အတော်ကလေးနေရကြ၏။1925ခုတွင်ကတကြွန်းသို့ပြောင်းရွှေ့နေထိုင်ကြရလေသည်။ မောင်လူအေအားနေရာချထားရာအခန်းကတကောင်းကြောင်ဆောင် အခန်းနံပါတ်130ခုဖြစ်၏။ကြောင်ကြသောအခန်းဖြစ်သောကြောင့်ချင်းအပေါင်းတို့၏ကြက်စားရာအခန်းဖြစ်ပေ၏။ရောက်သည့်နေ့မှအစပြု၍မောင်လူအေးနှင့်ချင်းအပေါင်းတို့မှကမ္ဘာရန်ကြီးဖြစ်သွားကြလေတော်သည်။ဂျပန်ပြည်ထွက်ချင်းတေမိုင်းစေးမြောက်ကိုဝယ်လာပြီးလင်၎င်းမိုင်းစေးတို့ဖြင့်တိုက်ပါတော်လဲမတက်နိုင်။မောင်လူအေးအရှုံးပေးရ၏။ ရှင်အောင်နေဝင်းကကိုင်းနေမှသာလဲအနှဲငယ်တတ်တာရရလီသည်ရှင်များသာဒုက္ခပေးသည်မဟုတ် ပိုးမွားအမျိုးမျိုးတို့ကလည်းဒုက္ခပေးကြသည်၏မြမပြည်မိရထားမင်းကြီးကចောင်းသားအပေါင်းတို့အားတနာသောကြောင့်လားမသိထိုနှစ်တွင်ဟန်တာဝရီလမ်း၌ဘူရာယုံတစ်တယုံကိုစောက်ပေးလေသည်နနက်စောစောရှစ်နာရီတွင်နနက်စာကိုစားတောက်ကြပြီလေတရက်ပိန်နေ မယံဥယင်များကိုဖျက်၍၎င်း၊ကြံသောတင်းညိုင်းကိုဖျက်၍၎င်း၊အကျဉ်ဟန်တာဝရီပူရာတို့တွားကြလေသည်။ထမင်းစားနောက်ကြသောမိယထာမမိသောကြောင့်မိုးရွာသောနေ့များတွင် တကိုယ်လုံးရွှဲရွှဲဆူရာစရာမရှိတော့ပြီ။ကြောင်စင်းသောအခါတွင်လည်းမိယထာမိယံခက်မြန်မြန်ပြေးကြရ၏။မိယထာမမိလည်းဘူရာယုံတွင်အတန်ကြာအောင်ပင်စောင့်နေရလေသည်။ ဤသို့သောဒုက္ခမျိုးကို ခံ၍နှစ်လခန့်ကြာတော့เจ้าအုပ်ကြီးကတနာသောကြောင့်ဝက်စင်ကုမ္ပဏီနှင့်တိုင်ပင်ပြီးလင် မော်တော်ဗန်များကိုထားလေသည်၅စီး၆စီးခန့်ရှိပေလိမ့်မည်၎င်းမော်တော်ဘတ်တို့ဤပုံပန်းကိုယခုเจ้าသားတို့အားပြောပြလဲအလွန်ရဲကြပေလိမ့်မည်မော်တော်ဘတ်မောင်းသူဘတ်တို့မျက်နာမူလျက်ခုံတန်း၅တန်းစီမံထား၏တဒန်းလင်เจ้าသား၅ယောက်ခန့်ထိုင်နိုင်သည် ဘေးနှစ်ဖက်တွင်ဖျောင်းပစိုးအဝတ်ဖြင့်ကာထား၏သို့သောမိုးရွာသောအခါမိုးကောင်းကောင်းမလုံးလက်ဦးဆုံးထွက်သောမော်တော်ဗန်များပေါ်သို့လူတက်ကြလွန်းသောကြောင့်လက်မှတ်ကလေးများပဲစီမံထားရလေသည် ထိုအခါကကြောင်းတက်ရသည်မှာပျော်စရာလဲကောင်းစိတ်ပျက်စရာလဲကောင်း၏ပြည်နှင့်တကောင်ကြောင်းဆောင်များကိုစားဖွင့်သောနှစ်တွင်ပင်အဒမန်မေခေါ်သောလက်ရည်သတင်းစာတစ်စောင်ကို ဥဇာတန်းစာကိုဘတဲ့ဆိုသူက ထုတ်ဝေလေသည်အင်္ဂလိပ်မြန်မာသတင်းစာတီတနင်္ဂနွေတပတ်လင်တစ်ချိန်ထုတ်၏အင်္ဂလိပ်ပိုင်းကိုကိုဘတဲ့ကအုတ်ချုပ်၍မြန်မာပိုင်းကိုကဇဝနအမိခံကိုသိန်းကအုတ်ချုပ်လေသည်ဤဇဝနနှင့်ကောလိပ်ចောင်းသားဝိတ္ထုကိုရေးသားသူဇဝနတို့မှတခြားစီဖြစ်လေသည်၎င်းသတင်းစာတွင်ချင်းများတခိုးများအတွက်ဒုက္ခရောက်ကြောင်းចောင်းမှပေးသောထမင်းဟင်းမကောင်းကြောင်း ကျောင်းသားတယောက်အားနောက်တောက်တောက်ရေးသားသောအကြောင်းများပါလေသည်ထိုသတင်းစာကိုစတင်ထုတ်ဝေသောကိုဗတ်တင်ကကျောင်းသားဘဝကပင်အနှိမ့်စာရောက်ရရှာလေသည်ထိုနှစ်ဒီဇင်ဘာလကျောင်းပိတ်ရက်တွင်အရေးကြီးသောကိစ္စတစ်ခုပေါ်ပေါက်၏မန္တလေးသားကိုခင်မောင်မြင့်ဆိုသူအင်းလျာကံတွင်ရေနှင့်တေဆုံးခြင်းကိစ္စပေသည်ထိုအခါကကိုခင်မောင်မြင့်မှာဥပဇာအထက်တန်းတွင် ပညာသင်ကြားနေလေသည်။ကျောင်းပိတ်ထားကైမိတ်ဆွေ၃၄ယောက်တို့နှင့်ညနေခင်းရေသွားကူရာတွင်တက္ကသိုလ်လှေသိန်းအနီးရေနှင့်တေဆုံခြင်းဖြစ်၏။ကိုခင်မောင်မြင့်တေဆုံသောညတွင်သူ၏အခန်းအနီးနာတွင်နေထိုင်ကြသောကျောင်းသားများသူ၏မိတ်ဆွေများမှနေစရာမရှိအောင်ကြောက်လန့်နေကြကုန်၏။၂ယောက်တခန်း၃ယောက်တခန်းစု၍အိတ်ကြလေသည်။ခန်းနောက်နောက်ကျောင်းသားများက ခြေတံပေး၍ခြောက်ကြောက်စရစ်ခဲလေးများဖြင့်ပြည့်၍ခြောက်သောအခါတေလူအောင်ကြောက်ကြလေသည်ယခုကဲ့သို့လင်းလင်းချင်းချင်းဖြစ်နေသောအခါဖြစ်မူကြောက်ကြမည်မဟုတ် ထိုအခါမူကားတောကြီးအကြားတွင် ဖြစ်သောကြောင့်ကြောက်လဲကြောက်เสียရပြီ1926ခုနှစ်တွင် မောင်လူအေးသည်ပြည်ကျောင်းဆောင်အခန်းနံပါတ်22တို့ရောက်သွား၏ဆရာချူးကြီးဤတပည့်ရင်ဖြစ်သွားလေသည်မောင်လူအေး ်အဖိန်းနဲ့နဲ့တက်၍လာ၏။ကြည်ចောင်းဆောင်သားတို့သည် အဖိန်းသမားများတို့သာများလေသည်။ယခုចောင်းသားများကိုမဆိုလိုပါ။ယခုအခါဆက်စရာဖြစ်နေသောဘီးလက်ပြန်ကိုကျော်စိန်မှာအဖိန်းအကောင်ဆုံးဖြစ်၏။ကိုဖိုးလည်းမညံ့လှပေ။အဖိန်းဘတ်တွင်သာနမည်ရှိသောကြည်ចောင်းဆောင်မဟုတ်။အဖဲဘတ်တွင်လည်းအထူးနမည်ရခဲ့ပေ၏။မောင်လူအေး၏အခန်းနှင့်ကြောချင်းကပ်နေသော အခန်းနံပါတ်9တွင်နေသော ကိုစိန်မှာရုပ်ရည်တနာကမာ စကားပြောရာတွင်လဲကနှဲ့ကြရသဘောလဲကောင်းသောကြောင့်သူကိုပြည်ចောင်းဆောင်သားအလုံးကပဲဝိုင်း၍ဖဲကြလေသည် ကိုစိန်အားចောင်းသားအများကပဲမယ်စိန်မိစိန်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 ကလေးဟူ၍ခေါ်ဆိုကြကုန်၏တညတော်တယောတံဘင်ဂျိုတံတချင်းတံ လက်ခုပ်တမ်းများဖြင့်စူညံစွာမောင်လူအေးတို့၏အခမ်းအနားသို့ကျောင်းသားပေါင်း40ခန့်ရောက်လာကြလေသည်ထိုလူစု၏အလဲတွင်ကြာနာစွာဝစ်စားထားသော ကိုကျော်စိန်လဲပါလာ၏အကြောင်းကိုသိလို့၍မောင်လူအေးတို့လူစုမိမိတို့အခမ်းအသီးသီးမှ ထွက်၍မေးကြသောအခါအရှိပြင်တထေးသားဆက်စရာကလေးမောင်ကျော်စိန်က အနောက်ပြင်တထေးသမီးမေစိန်အားလာ၍တောင်းရန်ကြောင်းသိရလေသည် တဟာဟာတဝါဝါနဲ့နေတော့ဤဆက်အတက်တင်ចောင်းသားကို အုံညွန့်ကသရိုးသားဤအဖေမစ္စတာဟာရှင်ပွိုင်ကသရိုးသားဤအမေအဖြစ် လာ၍တောင်းကြဤကိုချစ်တင်ကသရိုးသမီးအဖေကွယ်လွန်သူဥပါကျူးကသရိုးသမီးဤအမေအဖြစ်လက်ခံပြီးလင်သရိုးသားသရိုးသမီးတို့ကို ထိမ်းမြားလက်ထပ်ပေးလေသည်မောင်လူအေးကဩဘာစာကိုဖတ်ဤလမ်မတန်းမောင်ကြီးက ကာလာသားကောင်းလှုပ်၍ဂဲဘူတောင်းလေသည်စူညံ၍သွားတော့၏ကိုစိမ်းမှာ အတင်းယုံကံ၍ပြေးမြီပြုတော်လဲအားလုံးကဝိုင်းထားသောကြောင့်မပြေးနိုင်ရှာရှက်ရှက်နှစ်ပင်ပြုံးနေရရှာလေသည်တို့နှင့်အပြောင်အပြက်မင်္ဂလာပွဲကြီးပြီးဆုံးခြင်းသို့ရောက်လေသည်ဤနီတိုင်းတက္ကသိုလ်ဤဟူသောဇက်ခုံပေါ်တွင်မိမိတို့တတ်နိုင်သည့်ဘက်ကအမှုတော်ကိုထမ်းခဲ့ကြကုန်၏ မောင်လူအေးတို့ထက်ရှေးကြသောចောင်းသားတို့ကလည်းဤသို့ပင်မိမိဤတာဝန်များကိုအတီးတီးဆောင်ရွက်ခဲ့ကြလှလီပြီယခုចောင်းသားတို့လည်းထမ်းဆောင်စေပင်နောင်လဲဤသို့သွားမိကမလွယ်အားလုံးပဲကျင်းနဲ့နှစ်တန်နိုင်ကြပါသည်ရှင်မိတ်ဆွေတို့ဤစိတ်ဤချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းပေါင်းနေကလုံးတို့ဝါလည်းပြည့်စုံနေကြပါ